ျမမိတ်ဆွေများအလုံးမင်္ဂလာပါရှင်စက်တလပိုင်း23ရက်နေ့ကနေပြီးတော့စက်တလပိုင်း30ရက်နေ့အထိတပတ်စာကံကြမ္မာများကိုတနင်္ဂနွေသားသမီးရနေစပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယို like လေးကိုတနင်္ဂနွေသားသမီးများအစားဆုံးကြည့်ပါပါကျမကတော့အဘဆရာကြီးမင်းသိမ့်ခါရဲ့တပတ်เนาะ တပည့်ရင်းတူဖြစ်ပါတယ်ဆရာမသင်္ကနာဆုံးဖြစ်ပါတယ်ကျမရဲ့ဘီနီဟောကန်းကိုတက္ကဆန်ဖရာမြောက်ဖက်မုံရေတနာလမ်းမအပေါ်မှာလာရောက်ပြီးတော့ဟောကန်းမှာမိငဲလို့ရပါတယ်เนาะအဲ့တော့တနေ့ခုနေသားသမီးကနေစပြီးတော့ဟောပြောပြီးมาဖြစ်ပါတယ်မိမိရဲ့တနင်္ဂနွေသားသမီးများဒီ23ရက်နေ့ရနေပြီးတော့30ရက်နေ့เนาะ30ရက်နေ့အတွင်းမှာမိမိတို့လုပ်နေတဲ့ယုံ เนาะမိမိတို့လုပ်နေတဲ့အလုပ်เนาะမိမိတို့ဖွဲ့စည်းထားတဲ့အဖွဲ့ကြီးဟာဒီကာလလေးမှာအပြောင်းလဲတွေအများကြီးပဲပြောင်းလဲသွားမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အဲ့လိုမျိုးအပြောင်းလဲတွေပြောင်းလဲသွားပြီဆိုရင်မိမိအနေနဲ့ဟာဝန်ထမ်းဖြစ်တဲ့ဆိုရင်ယာတူးတူးမြင့်ချင်းနေခံရတတ်ပါတယ်အဲ့တော့ဒီအလုပ်မှာမိမိရဩစာတက်ရောက်မှုမြင်မှားလာမယ်မိမိရဲ့နာမည်ဂုဏ်သတင်းတွေဒီထက်မှာက မြင်မာမယ့်အခြေအနေတစ်ခုကိုတက်လန်းနိုင်မှာဖြစ်ပါတယ်အဲ့တော့မိမိအနေနဲ့ကသူတပားရဲ့ကောင်းကျိုးကိုဆောင်ကျင်တဲ့ပြောင်းလဲမှုကြီးကြုံရမှာဖြစ်တဲ့ဖြစ်တယ်လို့မျိုးပေါ့နော်မိမိအနေနဲ့လည်းအဲ့ဒီဒီကာလာလေးမှာဘာသာရေးပတ်သက်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တေချာလေးပြုလုပ်ပြီးမှဆိုရင်ပို့ပြီးတော့မိမိရဲ့ကံလေးကောင်းနေပါတယ် နောက်တစ်ခုအပြိုလူပြိုဖြစ်နေတယ်ဆိုရင်တော့တနင်္လာသားသမီးကဒီကာလလေးမှာအိမ်အောင်ကြခြင်းရှိပါတယ်။အိမ်အောင်ကြမယ်ဆိုရင်လည်းကောင်းသောအိမ်အောင်ပြုခြင်း ဖြစ်ပါတယ်။ကောင်းပါတယ်အဖက်ဘက်ကနေပြီးတော့ကုညီထောက်ပံ့မှုတွေညာစွာရရှိမယ်ကာလတစ်ခုဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဆိုင်တည်ဖွင့်တာမျိုးကြီးဒီတာလာလေးမှာအရန်ကောင်းပါတယ်အလူဒါနတွေအလူတန်းတွေပြုလုပ်ရတတ်ပါတယ်အဲ့တော့တောင်တန်းဒေတာဘက်တွေလည်းခရီးတွေပါရေးတွားရလည်းရှိပါတယ်တွားရဖို့ရှိပါတယ် ဆွေမျိုးသားချင်းများကိုဒီကာလာလေးမှာမိမိအနေနဲ့ကူညီထောက်ပံ့မှုတွေပို့ပြီးတော့လှုပ်ဆောင်တော့မှလှုပ်ဆောင်နိုင်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီကာလာမှာအိုးအိမ်ရခိုင်ခင်းပေါ့အိုးသိအိမ်သိနေရတဲ့ကိုပြောင်းရှိရတာမျိုးတွေထိထိုးရတာတွေထိပေါက်ကိန်းတွေရှိတတ်ပါတယ်ထိပေါက်နိုင်ပါတယ်အဲ့တော့မိမိရဲ့အလုပ်ကောင်းနေရကောင်းအတွက်ကတော့ကောင်းတယ်လို့ရွှေဝင်လာပြီးတော့မှရွှေပြန်ထွက်သွားလို့ရွှေကြောင့်စိတ်တော့ကရောက်တာမျိုးတွေလည်းကြုံရပါတယ်ဒါကြောင့်စနေနေ့ညတိုင်းမှာဖနက်အဟောင်း တယံကိုမိမိနေအိမ်ရဲ့အနောက်ဘက်မှာစွန့်ပစ်ပြီးတော့ငါထန်နေခံစေဆိုပြီးတော့စွန့်ပစ်လိုက်ပါဒါဆိုကံကောင်းသွားမှာဖြစ်ပါတယ်အဆင်ပြေကြပါစေရှင်